ဟေယဝလုံးပဲမင်္ဂလာညချင်လေးပါနိုဝမ်ဘာလကုနှစ်ရက်နေ့ရက်ညနေပိုင်းအထူးတရမြတ်ကိုပထမဆုံးလူချင်းတူချင်းတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလေးကြည့်အောင်ဖြစ်ပါတယ်ကျွန်တော် channel ကိုချင်းပီပီကြည့်ရှုနေတဲ့သူငယ်ချင်းတွေအားလုံးချင်းမြတ်ချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တည်င်းလေးတွေစကြရအောင်နိုဝမ်ဘာလ၄ရက်နေ့တွေစကိုင်းတိုင်းချောင်းဦးမြုပ်နေစီအမင်းနေမီရေစခန်းမှာထွက်လာတော့ရေနှကောင်ကိုမုံရခရိုင်ပြီးတုကကွေရဲ့အဖွဲ့ပခပိုက်တိတ်ခိရဲ့လက်ယုံတဖွဲ့မှ ရေဘော်ရှိဦးကအမိမြုပ်ဟောင်းရေစခန်းအနီးချင်းတွင်မိစိတ်ကန်တခုတွေအတင်းကျူကအလစ်အငိတ်ဝင်ရောက်တဲ့ခိခိချောင်းတီစီရပါတယ်ထူတိတ်ခိမှုအတွင်အချမ်းဖက်စစ်ကောင်စီစခွေဖက်မှနှကောင်လုံးခွေတေဝတ်တီတေဆုံးပြီးတနတ်တလက်တင်းစီရရှိခိချောင်းမုံရွာခရိုင်ပြည်သူကကွေရဲ့အဖွဲ့ပကပမှတရင်ထုတ်ပြန်ထားပါတယ်ကောင်းလေတဲ့တဲ့နောက်တဲ့ ကရင်ပြည်နယ်ကော့ကရိတ်မြို့ကိုစစ်ကြောင်းထူလာတဲ့အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးပူပေါင်းတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားရာစစ်ခွေးဖက်မှအနည်းဆုံး15កងခွေးတွေဝတ်တေတေဆုံးပြီးလက်နက်တချို့လေတင်းစီရရှိခဲ့တယ်လို့မေပင်တရင်ရှင်မြင့်တွေထံကသိရပါတယ်။နိုဝင်ဘာလကွန်တီယက်ဒီမနက်အစိုးပိုင်းမှာကော့ကရိတ်ကိုမေပင်စစ်ကြောင်းထူလာတဲ့စစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးတပ်တို့ကော့ကရိတ်မြို့နယ် ီပူဆန်နဲ့ဖီပလေးချာချမောက်ချန်မာတိတ်ပွေးပင်ထန်ခေတေလို့တီစီရပါတယ်အစူပါတိတ်ပွေးအတွင်အချမ်ပစစ်ကောင်စီစစ်ခွေးဖက်မှာ15កောင်ထပ်မနေခွေးတေဝတ်တီတီဆုံးခေပီတနက်ငါးလက်ကူလေတော်လိုက်ရဲ့အဖွဲတွေကတင်းစီရရှိခေတေလို့တီစီရပါတယ်ကောင်းလေးတဲ့တတင်းနောက်တင်းနဝမ်ဘာလ9ရက်နေ့တွင်စကိုင်းတိုင်းမုတ်တလီမြို့နယ်တွင်အကြံဖက်စစ်တပ်စစ်ကြောင်း ပူကုံလန်ခွေအမီကိုထပ်မံစစ်ကြောင်းထူရန်ထွက်လာစဉ်မုံရွာကရိုင်ပကဖတ်အထူးတိတ်ခဲရေလက်ယုံတပ်ဖွဲ့ချင်းဝိဘရာဒါကဦးဆောင်ပြီးလက်နက်ငယ်များဖြစ်ဝိုင်းဝင်တိတ်ခဲခဲတိုးချောင်းစစ်ခွေချုပ်ကောင်ခွေတေဝတ်တေတေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများကဇီးတော်ရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရပါတယ်ထူတောက်ဆုတ်ခွာသွားတော်လေတော်လှန်ရေးတပ်ဖွဲ့များက၎င်းတို့တက်ဆွေထားတော့ ရီတော်ရွာမြောက်ဖက်စီအထိုင်းစခန်းအထိလက်နက်ကြီးများဖြစ်လိတ်လံပိတ်ခတ်တိတ်ခိတ်ခဲ့ကြောင်းထူလက်နက်ကြီးများဖြစ်ပိတ်ခတ်တိတ်ခိတ်မှုအတွင်စစ်ခွေးများထိခိုက်တိုက်ဆုံမှုအရေးအတွက်ကိုဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းသိရှိရပါတယ်။ကောင်းလေးဒေးတတိယနောက်တည်နဝဘလာချောက်ရနေတွင်မကွေတိုင်းကမမြုတ်နေတရက်ကမလမ်းပိုင်းရေနန်တာကြေးရွာရေကင်းစခန်းကို တင်ပေချင်းချုံနိုင်ရဲ့အတွက်ဝင်ရောက်တဲ့ခိခိယာအပြန်အလှန်ပိခတ်တဲ့ပွေနနာကြီးတုံးစမီနိခတ်ဂျာမင်ခေပီထူတောက်တဲ့ပွေချာချင်းအတွင်စစ်တပံကလေးခုကိုတင်ပေနိုင်ခေပီဂျန်ခုကိုဆက်လက်တင်ပေရန်ဂျူစာနေချင်းမီပင်စီရဲ့အခြေအနေအရာပြန်လေဆုတ်ခွာခေရကြောင်းပစီရပါတယ်ယင်းရင်နတာရေကင်းစခန်းတွေစစ်တပံမှတုံးပွင့်ဘူးကြီးဦးဆောင်ပြီး အင်အားသုံးစေခန့်ရှိကာ CU အထက်ထက်အောက်ပံကာများဖြစ်အခိုင်အမာတဆွေထားကြောင်းတိတ်ပွဲအတွင်စစ်ခွေးနှင့်ခွေးရည်ကုန်းကောင်ခွေးတေဝတ်တေတေဆုံးခေကြောင်းသိစီရပါတယ်အလားတူယမနက်နာနဲ့6နာရီအချိန်အကျန်းဖက်စစ်တပ်အတွက်အဓိကအရေးပါသောကာကွယ်ရေးပစ္စည်းစိတ်ယုံကပါစတစနှစ်ကိုတရက်ခရိုင်အမှတ်၄တရင်ကတရက်နှစ်စနှစ်မမရှုတ်တိတ်တော့၅လုံးဖြစ်ပစ်ခတ်တိတ်ခိခိယား လေလုံအောင်မြင်စွာပိတ်ခတ်နိုင်ခဲ့ပြီးထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်းသိရှိရပါတယ်။ကပ္ပစတစနိကရှော့တိတ်တုံငါလုံးပိတာလေလုံအောင်မြင်စွာပိတ်ခတ်နိုင်ခဲ့တယ်။ထိခိုက်ပျက်စီးမှုတွေရှိတယ်ဆိုတာကိုကြားရတယ်။ဒါပေမဲ့အတီပြုတ်မှုကြတော့တရင်တွေထင်းချုပ်ထားတဲ့အတွက်တေချာအတီမပြုတ်နိုင်သေးဘူး။ဒီနေ့မနက်နောက်ဆုံးသိရတာကတော့အေဒီကပ္ပစတစနိထဲမှာရှိတဲ့ မြူဟာမှုအစင်အယာရှိတူအွန်လန်ဖက်ကိုထွပီးတင်းဆောင်သွားတယ်လို့တော့တတင်းရပါတယ်ဟုတရက်ခရိုင်အမှတ်လေးတဲ့ရင်တတင်းနဲ့ပြန်ကျေးရတဲ့ဝန်ကန်ကူမြက်ကပြောဆိုထားပါတယ်တေးချတာပေါ့လေးရောက်ငါရောက်လို့တော့တည်သွားပြီပေါ့ကွာကောင်းလေးတည်တတင်းနောက်တတင်းအနာတင်းစစ်တပြောင်းလို့မိအတူအယောင်ရွေးကောက်ပွဲတွေမေးထွက်ပေးရန်ကြူတင်မေးပေးရန်တနည်းနည်းဖြစ်ပြီးသူများအနေဖြင့်ချင်းချောက်အချက်ကန်ချင်းခံရပါက မီတူမဆူတိုင်ချနိုင်ချံအမျိုးသားညီငွေရဲ့အဆိုအရအန်ယူဂျီဘီတရဲနဲ့လူဝင်မှုကြီးချက်ရေးဝန်ကြီးဌာနကယမနေ့ရက်စွဲဖြစ်ထုတ်ပြန်ထားပါတယ်။ထူတော့ရွေးကောက်ပွဲတွေမေထွက်ပေးရန်တနီနီဖြစ်ချင်းချောက်အချက်ကန်ချင်းဒီလူအခွင့်အရေးချူဖောက်မှုရွေးကောက်ပွဲဆိုင်ရာအကြံဖက်မှုကျူးလွန်ခြင်းဖြစ်တယ်လို့ဥပဒေနဲ့ညှိစွန်းတော်လောက်ရက်လေးဖြစ်တော့ကြောင့်တည်တည်နဲ့တကွတိုင်ချနိုင်ဒီဟုအန်ယူဂျီကဆိုပါတယ်။ ထုပင်ပိမှုထင်ရှားပါကလေအမျိုးသားညီငွေရဲ့အစိုးရအနေဖြင့်ကျူးလွန်သူများကိုဥပဒေနဲ့အညီထိရောက်စွာ အရေးယူမည်ဟုဖော်ပြထားပါတယ်။တိုင်ကြမဲ့နေရာကတော့ Telegram နဲ့တိုင်လို့ရပါတယ်။တပုံမှာ formula နဲ့တပုံရိုက်ကြပါတိုင်ချင်တဲ့လူတွေရှိလို့ဆိုရင်ကောင်းတော့ကောင်းတာပေါ့အရေးယူနိုင်ရင်တော့ကောင်းလေတဲ့တတိနောက်တတိစစ်တကထောက်ချထားတဲ့တန်းဆွေရဲ့တမတ်ဒေါက်တာနေစုမောင်ကိုစစ်တွေရဲ့ဥပဒေပုံမှန်66ကဟကြီးနဲ့ အမှုထပ်တူးထားတဲ့လုံနိစတူတွေထံကသိရှိရပါတယ်။ပီချီတခုမြုပ်နေတရားရုံးမှာတရားဆွဲဆိုထားတာဖြစ်ပြီးအမှုစစ်ဆေးတာကူတော့ထောင်တွင်းတရားရုံးမှာပင်စစ်ဆေးနေတယ်လို့သိရှိရပါတယ်။တရားလူစစ်ရောက်နေပြီးအရင်ဖန်ခံရတဲ့အကြောင်းအရာနဲ့ပဲထပ်ပြီးထက်ဆွဲခံရတာလို့နိစတူတဦးကပြောပါတယ်။ဘာကြောင့်အမှုထက်တူးလေဆိုတာကူတော့အသေးစိတ်မတိရဘူးလို့သူကပြောဆိုထားပါတယ်။ တန်းဆွေကိုမြတ်တမင်တက်တက်ရစ်နေတာလားမသိနောက်တရင်ရခိုင်ပြည်ပုံနာကျုံမြုပ်နေကိုယနေ့နိုဝင်ဘာ9ရက်နာနေ့ပိုင်းတွင်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုနှစ်ကျင်းခဲ့စစ်တွေအခြေစိုက်ခမရ344မှလက်နက်ကြီးပစ်ခတ်မှုတော့ကြောင့်အယက်တာပြည်သူ9ဦးတေဆုံးသွားခဲ့ပြီး9ဦးဒဏ်ရာရရှိသွားကြောင်းဒေသခံများကပြောဆိုထားပါတယ်ဒီနေ့တော့ဘူချုပ်ထုမြင့်နိုင်မွေးနေ့ဖြစ်ပါတယ်အဲ့ဒါကြောင့်စစ်ခွဲတွေကအတကုံဆိုတာဖြစ်မယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ် တေဆုံးတဲ့ပြည်သူတွေနဲ့တန်ရာရရှိတဲ့ပြည်သူတွေအတွက်စိတ်မကောင်းပါဘူးထတူဝနေပါတယ်။နိုဝင်ဘာလ9ရက်နေ့ရဲ့ညနေပိုင်းအထူးသတင်းကတော့ဒီလောက်ပါပဲ။ကေဒါဆွင်တော့ကျွန်တော်တို့ပထမဆုံးကူပုတ်ပြောသွားတဲ့စကားကိုတစ်ချက်လောက်နားဆင်ကြည့်အောင်။ကိုမိုက်ရဲ့ကျော်ဝင်းထွေရဲ့အုံတိုင်းရဲ့အရင်ဆုံးဖန်ခံရယ်ပေါ့။ပြီးတော့မှအောင်ချမ်းလူနဲ့ကိုတက်လွင်နဲ့ဖန်ခံရတယ်ပေါ့ကျွန်တော်တို့ကတော့ sorry ကဒီ9ရောက်သလုံးကိုဟိုပါသွားပြီဆိုတဲ့သတင်းတော့ကျွန်တော်တို့ကြားတယ် ဒီကိစ္စနဲ့ပတ်သက်လို့ကတော့မကြိုက်ဘူးပေါ့ဗျာကျွန်တော်လက်မခံနိုင်ဘူးပေါ့ဘာလို့ဆိုတော့သူတို့ပြောတော့ဒီမိုကရေစီနီးကြတဲ့လမ်းကြောင်းကိုလိုချင်ဒီရွေးကောက်ပွဲကိုလုပ်အဲဒါရွေးကောက်ပွဲကိုမဲပေးမယ်ရွေးပေါက်ရွေးကောက်ပွဲကိုထောက်ခံမယ်ရွေးကောက်ပွဲကိုလက်ခံတယ်ဆိုလို့ရှိရင်မင်းတို့သွားချင်တဲ့ဒီမိုကရေစီလမ်းကြောင်းကိုရောက်မယ်လို့ပြောပြီးတော့ကိုယ့်ရဲ့သဘောဆန္ဒလူသားတယောက်ရဲ့ဖြစ်ခွင့်ရတယ်ကိုယ့်ဆန္ဒလေးကြိုက်ချင်းမကြိုက်ချင်းပေါ့ ဘောင်မအဇက်ကပေါ်တင်တယောက်မှပေါ်တင်ထုတ်ပြောခဲ့ကြတာမဟုတ်ဘူးเนาะရွက်ကောက်ပွဲကိုဆန့်ကျင်တယ်လို့ရွက်ကောက်ပွဲကိုဘာဖြစ်တယ်လို့ဆိုတာမျိုးမဟုတ်ဘဲနဲ့တွဲဝိုက်တဲ့နီးလေးနဲ့ဗျာပြောကြရတယ်နောက်ပြီးလို့ရှင်ဒီတိုင်းလေး emoji ဆိုတာကွာဆိုင်းလေးပဲဗျာဟိုမှာတယောက်နဲ့တယောက်လမ်းမှာတွေ့တဲ့အချိန်မှာတတပြရတယ်လို့ဖယ်သွားမလို့လဲလို့စသည်ဖြင့်ပေါ့ဒီလိုလေးလုတ်ပြတဲ့ signature လေးတောင်မှသူတို့လက်မခံနိုင်မဲနဲ့အဲ့လိုဟာမျိုးတောင်တအားကြောက်နေတယ်ဆိုတော့ ဘယ်မှာလဲကျွန်တော်တို့နိုင်ငံအတွက်ဟာလာဒီမိုကရေစီကိုသူတို့ကစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲကနေဒီမိုကရေစီကို ပေးမယ်ဆိုတဲ့ဟာတခုကအာတော်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 ယုံစရာကောင်းတယ်တော်တော်လေးအသေးနာကိုကောင်းတယ်ဒါပေမဲ့ဒီပြည်စင်တွေကအခုမှဖြစ်ခဲ့တာမဟုတ်ပါဘူးဗျာဟိုးအရင်တည်းကကျွန်တော်တို့အမှုပညာသမားတွေကိုသူတို့မကျေနပ်မကျေနပ်တယ်လို့ခေါ်တယ်စစ်တယ်ဆေးတယ်ဟာလာထောင်ချတယ်ဆိုတာတွေက နောက်ဆုံးပြလုတ်ပိုင်ခွင့်ကိုအမှုပညာလှူရှားခွင့်နေပိတ်တယ်ပြုတယ်ဆိုတာတွေကအခုမှပေါ့ပေါ့တကယ်တမ်းကြတော့လေဘုံရင်နေရပါလို့ဟုတ်ကြပြီနိုင်ငံတနိုင်ငံရဲ့အစင်တန်းကိုကြည့်ကြည့်ရင်တဲ့အဲ့နိုင်ငံရဲ့အမှုပညာကိုကြည့်လိုက်တာနဲ့အဲ့နိုင်ငံရဲ့အစင်တန်းကတိရတယ်အဲဆိုတဲ့ဇာတ်ရှိတယ်ပေါ့ဒါမှန်ပါတယ်ဘာလို့လဲဆိုတော့နိုင်ငံကဆင်းရဲကြက်တဲပြီးတော့ခက်ခဲတွေကြားရတဲ့အနေဖိနှိပ်မှုကြားရတဲ့မှာရှိနေရင်အဲ့နိုင်ငံရဲ့အမှုပညာအကြီးသေးကလည်း အကောင်းကောင်းမွန်မွန်ထွက်လာမှာပေါ့လေညံလဲပွင့်လို့မရညံလဲဖွင့်လို့မရအတွေးခေါ်လဲပွင့်လို့မရအတွေးခေါ်လဲဖွင့်လို့မရအဲ့တော့အဲအဲ့ညံနေစပြီးတော့တွေးတာလည်းမပွင့်ဘူးဆိုရင်အလုံးလုံးတဲ့အချိန်မှာလည်းဘလို့မှပွင့်လာမှာမဟုတ်ဘူးဟုတ်တယ်အဲ့ခါကျတော့အာတကယ်ဘယ်မကောင်းတဲ့နိုင်ငံတွေပေါ့ဖိနိတ်ခံနိုင်ငံတွေမှာကျင်းလေရက်တီရတဲ့အမှုပညာဒီကတော့အဲ့ကြားတွေကနေရုံထွက်နိုင်ဖို့ကတော့ခက်တာပေါ့နော်အာ စရေရတွေးကလေးကနေလွတ်လွတ်လပ်လပ်တွေးခေါ်ခွင့်လွတ်လွတ်လပ်လပ်တင်ပြခွင့်ရခဲ့မယ်ဆိုကျွန်တော်တို့မြန်မာနိုင်ငံအမှုပညာသမားတွေလည်းမညံ့တဲ့သူတွေအများကြီးရှိပါတယ်အဲဒါကြောင့်မို့လို့လည်းဒီ rating စနစ်ကိုတွားမယ်ဆိုပြီးလို့ရှိရင်ကျွန်တော်တို့စူးစမ်းကြရတယ်အဲအဲ့ဒီအချိန်မှာပဲကျွန်တော်ခေတ်အစ်တစ်ခုကိုတိဆောက်ဖို့အတွက်အနာဂတ်ရောင်ကြီးမြင်နေရတဲ့အချိန်မှာပဲအဲ့ဒီအနာသိမ့်မှုတွေဖြစ်သွားတယ်ဆိုတော့အဲကျွန်တော်တို့လူပညာတွေပြန်ပြီးတော့ တကြိုခံလိုက်ရတယ်လို့တင်းတက်ခံလိုက်ရတယ်လို့ဖြစ်တာပါလေ။ဒါပေမဲ့ဒီလိုဘဝမျိုးကနေဒီလိုခက်ခဲမျိုးကနေနောက်တစ်ချိန်ကျွန်တော်ပြထားနိုင်ဖို့လိုပါတယ်။အဲ့တော့ကျွန်တော်တို့အမှုပညာသမားအားလုံးရဲ့ခေါင်းအားနဲ့ယုံပါရပါ။အာအဲ့ဒါကကြတော့လေဟိုပေါ့လွတ်လပ်စွာနဲ့တွေးခေါ်ခွင့်လွတ်လပ်စွာနဲ့စွာနဲ့ဖန်တီးခွင့်ညီရဖို့ဆိုတာအာနာရှင်မရှိမှဖြစ်မှာ။အမှုပညာသမားစစ်စစ်တယောက်က လူပညာကြီးတွေစစ်စစ်ဖန်တီးဖို့ဆိုကျွန်တော်တို့အပေါ်မှာအာဏာရှင်မရှိမှဖြစ်ပါအဲ့တော့အဓိကကျွန်တော်တို့ရဲ့လူပညာကြီးတွေဒီအကောင်းကောင်းမွန်မွန်နဲ့အဲလွတ်လွတ်လပ်လပ်ဖန်တီးခြင်းနဲ့ဆိုတော့အာဏာရှင်ကိုစန့်ကျင်ဖို့လိုတာပေါ့ဗျာအဲ့ဒါမှန်ပဲ yes or no တုံးချင်းတော့ yes ဖြစ်တယ်မဟုတ်လားစကားမဆက်ဒီနေရာမှာပြုတ်ဖို့မိသွားတာတခုရှိတယ်နိုဝင်ဘာလ9ရက်နေ့မှာ G Fest မလေးရှားမှာရှူပွဲလုပ်မယ်လို့သိရှိရပါတယ် အဲ့ဒါကြောင့်မလေးရှားမှာရှိတဲ့တုံငေချင်းတွေအားလုံးဂျေယုပြုတ်ပြီးတော့သူ့ရှိုးပွဲကိုမကြည့်ကြပါနဲ့ပြည်သူတွေလောက်နိုင်တာကသူတို့ကိုအားမပေးဘူးပဲဒါကြောင့်မလေးရှားမှာနေတဲ့တုံငေချင်းတွေဘွေးကော့စ်လောက်ပေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်ဘွေးကိုမကြည့်ကြပါနဲ့မတွားကြပါနဲ့တွားမဲ့လူတွေရှိရင်လည်းတားပေးကြပါလို့ဒီကနေ့တောင်းဆိုချင်ပါတယ်ကေဒါဆိုရင်တော့ no video special operation group ရေဘော်တို့ဦးရဲ့စီရဲ့အတွေ့အကြုံတစ်ချက်လောက်နားဆင်ကြည့်အောင် အရင်တော့ကျွန်တော်တို့တော်လိုင်းစပြီးတော့ရောက်တဲ့ကောကျွန်တော်တပ်ဖာ6ဘက်ကိုရောက်တယ်တပ်မ6ဘက်ရောက်တော့ကျွန်တော်တို့ပရမတ်ဆုံးအမှတ်ရတာတော့ကျွန်တော်ရှေ့တန်းထွက်တဲ့အချိန်မှာကျွန်တော်အရင်တော့ခြေပုံးရေမဟုတ်သေးဘူးကျွန်တော်ဒီမိုဒီမိုဒေးရှင်းမှာကျွန်တော်တာဝန်ထမ်းဆောင်လဲကျွန်တော်ဖောက်ခွဲဖောက်ခွဲရပါကျွန်တော်အဲဒီနောက်လိုင်းဘက်ကကျွန်တော်လမ်းဆောင်လို့တော့ခေါ်တယ်အဲ့ဘက်မှာတော့ကျွန်တော်ပထမဆုံးရှေ့တန်းထွက်တဲ့မိုင်းသမားလေးနဲ့ထွက်တဲ့အချိန်မှာကျွန်တော်တော့ဟိုဘယ်လိုပြောမလဲကျွန်တော်မိုင်းထောက်ပြီးတော့ ဝိုင်းခံလိုက်ရတဲ့ပုံစံမျိုးဒါကျွန်တော်ရဲ့မှတ်မှတ်ရရပဲအဲတိုက်ပွဲတော်လိုက်ရဲ့အစပါပေါ့နော်ကျွန်တော်ရှေ့တန်းလည်းတခါမှမဟုတ်ဘူးဒါပေမဲ့ကျွန်တော်လိုက်ွားတဲ့ချိန်မှာကျွန်တော်ညှက်ဘက်ကြတော့ကျွန်တော်တို့အဝိုင်းခံလိုက်ရအဝိုင်းခံလိုက်ရတယ်ကျွန်တော်တို့ကဒီမိန်လမ်းမကိုကျွန်တော်တို့ကညနာမူထားတဲ့အချိန်မှာသူတို့ကမိန်လမ်းမလည်းတက်တယ်ကျွန်တော်တို့ကိုဘက်ကနေလည်းဒီကျွန်တော်နေတဲ့နေရာလည်းဆိုညဘက်ကနေလည်းကျွန်တော်တို့ပတ်တက်ပြီးတယ်ပတ်တက်တော့သူတို့ခံမှန်းကြီးကတော့ကျွန်တော်တို့မိန်လမ်းမမှာ20လောက်နဲ့သူတို့ကာထားတယ်လေကွင်းဘက်ကနေပြီးတော့30လောက်ကနေပတ်တက်တယ်ပတ်တက်တော့ကျွန်တော်တို့ ညှက်ခံလိုက်ရတယ်ပေါ့ညှက်ခံလိုက်ကျွန်တော်တို့မှာအင်အားအဲ့တော့လည်းမရှိသေးဘူးကျွန်တော်တို့မှာခံပြစ်ဖို့ကြတော့လေကျွန်တော်တို့အဲ့တော့ဆိုရှေ့တန်းထွက်လို့ရှိရင်ဂျဲဘော့တယောက်မှကြီအစိတ်၃၀တလောင်းနဲ့ပဲကျွန်တော်ထွက်ခဲ့ရတယ်အာကျွန်တော်ခံပြစ်ဖို့ကြတော့လေအင်အားမရှိဘူးနောက်ပြီးရန်သူနဲ့လည်းအရန်ကတော့ကျွန်တော်တို့အတင်းပဲပြန်ဆုတ်ခဲ့ရတယ်ပေါ့อืมကျွန်တော်ထောင်ထားတဲ့မိုင်းကလည်းတော့ခွဲဖို့အချိန်မပြီးလိုက်ဘူးပေါ့ဘာလို့လဲဆိုတော့အင်အားမမျှဘူးလေအင်အားလည်းမမျှဘူးပြစ်ကလည်းပြစ်တာလည်းတော့နှစ်ဖက်ညက်ပြင်းတယ်ဗျလမ်းမကလည်းပြစ်တယ် ျွန်တော်တို့ဝိုင်းခံလာတဲ့နေရာလဲကျွန်တော်တို့ဒီလိုညက်ပြင်းနေတော့ကျွန်တော်တို့အဲ့ရနေပြီးတော့မရရအောင်ဖောက်ထွက်ရတယ်ပေါ့ဖောက်ထွက်ရခြင်းမပစ္စည်းတွေလည်းတချို့တော့ဝယ်ကြံခဲ့တာတွေလည်းရှိတာပေါ့ညဒါကတော့တော်လိုက်အဆပေါ့ကျွန်တော်တို့နောက်တစ်ခုကျတော့ဒီကော့ဂရိတ်ကျွန်တော်တို့ကော့ဂရိတ်စဝင်တဲ့အချိန်မှာကျွန်တော်တို့ဒီကော့နွယ်ကိုကျွန်တော်တို့တိုက်ပွဲဝင်ပြီးတော့ဆင်တွဲရတယ်ကျွန်တော်တို့ဒီ SOG စစ်ကြောင်းနဲ့ကျွန်တော်တို့ပေါ့နော်ဘောလုံးလှုပ်တယ်လှုပ်တဲ့အချိန်မှာကျွန်တော်တို့ရပြီးတော့ကျွန်တော်တို့အမှတ်ရတော့ကတော့ကျွန်တော်6ဦးဇီတီပဲရှိတယ် ကျွန်တော်အဲ့ကိုဝယ်တယ်ဝယ်တဲ့ချိန်မှာဒီစစ်ပွေးရဲ့ကျွန်တော်စကန်းကိုကတ်လိုက်တော့ခြံသီးကိုကျွန်တော်ဖောက်တယ်ဖောက်တဲ့အချိန်မှာကျွန်တော်ဒါအမှတ်ရဆုံးကတော့ကျွန်တော်နင်းသွားတယ်အဲ့ခြံသီးကိုဖောက်ပြီးကျွန်တော်နင်းသွားတဲ့အချိန်မှာအဲ့ခြံသီးကိုပြင်းလာမှာကရုတ်ကျင်းရှိတာကျွန်တော်မသိဘူးအဲကရုတ်ကျင်းရှိတယ်ကျွန်တော်တို့အရှိမခဏနေတော့ကျွန်တော်တိုက်ခွင့်ဖြစ်ကြအောင်ကျွန်တော်တို့ကဥတော့ကျွန်တော်တို့အရင်ပြည့်တယ်ပြည့်ပြီးတော့အကုန်လုံးနေတဲ့အချိန်မှာကျွန်တော်တစ်ဖက်ကကြမ်းဖြုတ်သွားကြမ်းဖြုတ်သွားကျွန်တော်ကိုယ်တက်ကိုကျွန်တော်ပြင်မယ်ဆိုပြီးတော့ကိုယ်တက်ကိုယူပြီးတော့ကျွန်တော်အဲ့ကရုတ်ကျင်းပေါ်မှာပဲ ကျွန်တော်ထိုင်ပြီးတော့ပြင်းတယ်ပြင်းတော့ကျွန်တော်နားထဲမှာအတန်ရောနေတယ်ဗျာအဲ့ဒီမှာတနက်တန်လေးရောလေးတန်လိုရောကျွန်တော်ကြားနေကြားနေတော့မဟုတ်သေးပါဘူးပေါ့ဆိုကျွန်တော်အဲ့ကရုတ်ချင်းပေါ်နေကျွန်တော်ဆင်းကြည့်လိုက်တော့အထဲထဲမှာမိသားစုကျွန်တော်လေးရောလောက်တွေးခဲ့တယ်อืมเออเลี้ยวหลบไปไกลတော့အဲဘောဒီသူ့အမေတို့ယူစားတဲ့အတော်ကြီးတယောက်ရဲ့နောက်ကလေး၃ယောက်နဲ့တွေ့ခဲ့တော့ကျွန်တော်သူတို့လည်းကိုယ်ကိုလန့်တာဗောလန့်တော့ကျူးတူပြဲတဲ့လုံလို့မဟုတ်ဘူးကျွန်တော်တို့မကြောက်နဲ့ဘာမှမဖြစ်ဘူး ဒါခုရှေ့မှာတော့တိုက်ပွဲတော့ဖြစ်နေတယ်ဒီမှာပဲနေဒီမှာလုံခြုံနေပေါ့လုံခြုံနေတဲ့အချိန်မှာသူတို့ကိုကျွန်တော်ကဘာမစိုးရင်လည်းကျွန်တော်လည်းဒီမှာရှိတယ်ဆိုပြီးတော့ကျွန်တော်သူတို့ခဏထားလိုက်တယ်ကျွန်တော်လည်းကျွန်တော်တဏ္ဍကျွန်တော်ပြင်းတယ်ပြင်းပြီးတော့ပြစ်ဒဏ်နေခဏရက်သွားတော့သူတို့လာရပြီခဏထွက်လိုက်တော့ထဲထဲမှာလည်းလောင်ပိတ်နေရလေဟိုလူမမယ်လေးလည်းပါတော့လာခဏထွက်ထိုင်ဒေတာခံတာအာဒေတာခံပဲအဲ့ဒီရန်သူစကန်းလာအဲ့ရပဲအဲရန်သူစကန်းလာအဲ့ရပဲအဲ့လည်းကျွန်တော်လက္ခဏာထွက်ထိုင်ဟုတ်ပြစ်တန်လေးတော့ရက်သွားပြီပေါ့လေလင်းကြီးလေးပါလိခံပေါ့ အဲ့လိုပြောတဲ့အချိန်မှာတို့ကျွန်တော်မြင်လိုက်တော့ဘာစားပြီးလဲဆိုတော့ကစားရသေးဘူးတဲ့။ဒါရောကျွန်တော်လည်းဘာမှမပါဘူး။ဘာလို့တိုက်ပွဲတွေသွားလိုက်ချိန်မှာကျွန်တော်မပါဘူးလေ။ဘာတော့အဲကိုတော့စားပြရတဲ့မရှိဘူးဗျ။အဲအဲ့လိုပဲကျွန်တော်နောက်စဲစားလိုက်တော့ကျွန်တော်ရဲ့ကြောပိုးအိမ်ထဲမှာကျွန်တော်မမတထုတ်ရှိသေးတယ်။အဲမမတထုတ်ရှိတဲ့အဟုကျွန်တော်အဲ့ဒါလည်းအဒီခဏနေဦး။ဒီနံပါတ်မနေပြစ်တန်ကြလဲဒီနံပါတ်ကိုဝင့်နေမပြေးနဲ့ပေါ့။ပြေးရင်ထိလိုက်မယ်။ဒီနံပါတ်ကိုဝင့်နေအဲ့လိုကျွန်တော်ကျောပိုးအိမ်ထဲကနေပြီးတော့ကျွန်တော်အိမ်မမတထုတ်ယူပြီးတော့သူတို့ဟိုကျွေးတယ်။ကျွေးလိုက်တော့သူတို့ထွက်လာတော့ သူအဲ့ဒီဆယ်နှစ်ကျော်လောက်ကလေးကမစုံမတန်နဲ့သူကသူ၆လောက်ကပေါ့တော့၆လောက်ကတော့ချိနေတဲ့ပုံစံပဲသူကျွန်တော်ရင်းနဲ့ကျွန်တော်တော့ဆွဲတင်လိုက်ရတယ်ပေါ့ဟုတ်အဲ့မှာကျွန်တော်တို့အဲ့ကျွန်တော်ရှိတဲ့မမတစ်ထုပ်လေးကျွန်တော်ကျွေးခဲ့လိုက်တယ်အဲကျွေးခဲ့ပြီဆိုအလီဘာမှမကြောက်နဲ့တော့သူတို့လည်းပြောနေချိန်မှာပဲတော့တိုက်ပွဲထပ်ဖြစ်ပြန်ရောထပ်ပြီးတော့အဲ့ဒါလည်းကျွန်တော်သွားလိုက်ဦးမယ်ဒီမှာပဲနေအဲ့ဒီကျွန်တော်တို့တကယ်လို့ပြန်ဆုတ်လို့ရှိရင်အဲ့ဒီကိုကျွန်တော်ဝေခေါ်ပဲအကုန်လုံးပဲပေါ့နော်ဒီမှာပဲ ီကျွန်တော်ညနေကလုံကြုံနေဘယ်မှမပြေးနေတော့အဲအားလည်းကျွန်တော်ထားခဲ့ပြီးကျွန်တော်လည်းရှေ့ကိုသွားပြီးတော့ကျွန်တော်တက်ပြင်ပြီးတော့သွားပြီးကျွန်တော်တို့တိုက်ပွဲဆင်နွှဲတာပေါ့ဒီမှာတော့တော့စကန်လေးကိုဝင်လို့ရသွားတယ်ရသွားပြီးကျွန်တော်တို့နေနေဒီဘာလေးရှင်းပြရဆိုကျွန်တော်ပြန်ထွက်လာတော့ဒီလွာကန်ပေါ့ဒေသခံကိုကျွန်တော်တို့ပြန်အဲကျွန်တော်ညနေကလေးခေါ်ပြီးတော့လွတ်ရလွတ်ခင်ပဲကျွန်တော်နဲ့အတူတူခေါ်သွားလိုက်တယ်ခေါ်သွားပြီးတော့သူတို့ထမင်းလေးဘာလေးကြွေးကြက်ပြီးတော့သူတို့သွားခြင်းနဲ့နေရာကိုကျွန်တော်တို့အကောင်းဆုံးပဲဒီလိုချိတ်ဆက်ပြီးတော့ပို့ပေးလိုက်တယ်ပေါ့သူတို့ဒါပေမဲ့သူအဲရတော့သူနေလို့မရတော့ဘူးလေ အဲ့လိုဟိုဘက်ရွာတွေမှာသူဒီဘယ်လိုလဲသူနဲ့ပတ်သက်တဲ့မျိုးနွယ်တွေဒီကိုပဲကျွန်တော်တို့ဒီအကြီးပိုင်းနေနဲ့ချိတ်ပြီးတော့ကျွန်တော်ပို့ခိုင်းလိုက်တယ်အဲအဲ့လိုမျိုးဒါကြီးတော့တော်လိုင်းမှာမှတ်တရလေးပေါ့လူစိတ်ရှိတယ်ဆိုတာအဲ့လိုမျိုးစစ်ခွေးတွေဒါပစ်လောက်ဆိုပစ်တတ်တော့မှာကဲစစ်ခွေးထုတ်ကန်တဲ့ပြည်သူတွေစစ်ခွေးလုပ်ပြီးတွေတဘောပေါက်ကြပြီလားဒါဖြစ်မှာနော်မင်းတို့လူမရောက်ပါဘူးဆိုတော့ပြသချင်တာကေဒါဆိုရင်ဒေါ်နော့ဗီဒီယိုဝတ်နေဝင်းတစ်ချက်လောက်နားစင်ကြည့်အောင်ဇောင်းနိုင်ကာလာမှာလွတ်တင်ကြတဲ့မိဘုံမြန်နေရမှာဤစွာအကုန်လုံးရှိရင် သွားသူကြောက်ကြသွားတာပါပဲဒီလိုပဲလှုပ်ရှားမှုတစ်ခုတုံ့ဆော်မှုတစ်ခုဟာလည်းဥစ္စာကောင်ကြောက်ကြသွားတာပါပဲတို့ဘာဆိုင်လဲခွေးမတာဥပဒေပေးတဲ့ပုံစံကလားလုံးဝကုန်ဆိုင်တော့တာတမတော်ကနိုင်ငံတော်အာဏာကိုစတင်ထိန်းပြီးတဲ့ကာလမကြာခင်မှာမြမပလာဇာမှာစုစုလှုပ်ရှားမှုတွေဖြစ်တဲ့အတွက်တမတော်တို့ရဲတို့လို့အဖွဲ့အစည်းမျိုးကမဟုတ်ခင်းနဲ့မြမပလာဇာမှာရှိတဲ့ဝန်ထမ်းတွေကနေပြီးတော့သူရေးယူခဲ့တာနဲ့ပတ်သက်ပြီးတော့ ီညမပလာဇာကြီးကိုမသွားကြနဲ့မလာကြနဲ့ဆိုပြီးတော့ဝိုင်းပြီးတော့ဘွိုက်ကောက်လုပ်ခဲ့တာတွေလည်းရှိပါလိမ့်မယ်။အဲများမကြဘူးပါပဲ။အခုဆိုလို့ရှိရင်ခါတိုင်းထည့်ကိုပို့ပြီးတော့စီစီကကသွားလာလှုပ်ရှားနေတာပဲ။ပြေးကြရပါတယ်။ပြောတဲ့လူတွေပဲမော့သွားပြီးတော့အရှိန်ကြီးကုန်းကြီးကြီးစာကြီးကပြုတ်ကြသွားတယ်ပါပဲ။ခဏလေးဝတ်ပြုံးမယ်။စီကားမှာပေါ့မင်းတို့လို PDF တွေတိုင်းတက်လက်နဲ့ဂိုင်တွေကမရောက်ပါဘူးလေ။ဘီတူတွေရှိတဲ့နေရာမှာဘုံမကျဲဘူးတိလား။ ဂျေးလို့ရတယ်မလောက်ဘူးပြီးသူတွေတေးမှာဆိုးလို့မင်းတို့တွေလို့ရောက်မှာခင်ရင်လဲရန်ကုန်မန္တလေးနေပြီးတော့ဆိုးရကြပြီပြီးသူတွေတေးမှာဆိုးလို့မင်းတို့တွေလို့မရောက်မှာတာတိလာသဘောပေါက်အခုဆိုလို့ရှင်လဲဟိုဒီနေ့ကတိတ်ချိုးမှာဂျေဖာပြောခဲ့တဲ့ဟာနဲ့ပတ်သက်လို့သူပြောတဲ့ထက်မှာလွန်နာတစ်ခုမှမပါဘူးဩမင်းတို့ဖက်မှာပါမယ်အားလုံးဖြစ်တဲ့ဖြစ်တိုက်တဲ့ကိစ္စကိုပဲပြောသွားတာအဲ့တော့ခက်တာကအင်းတဲ့ဘက်ကစမ်းကျင်ပဲအဖွဲ့စည်းကြီးကဖြစ်တဲ့ဖြစ်တိုက်တဲ့ကိစ္စဆိုရင်လက်မခံနိုင်ဘူး အမှန်တရားဆိုရင်လက်မခံနိုင်ဘူး။အိုးမရှက်ဘူးလားမရှက်ဘူးလားနေချက်နေချက်ရှာအောင်မနေချက်ဟာမတွေ့ဘူးခဏလေးမှန်ဘလူးနဲ့ကြည့်အောင်မေကွာမှန်ဘလူးမရှိဘူး။တုံငယ်ချက်တော့တယောက်ယောက်ကပေးလေအုံးဒီမှန်ဘလူးနဲ့သူ့နေချက်ကိုရှာချင်လို့မေလို့ပုတ်ကြရလို့ရှုပ်ပြောဆက်ပြော။တရားနူလန်ကြတဲ့ဟာဆိုရင်လက်မခံနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့လုံနေတဲ့လှူရှားမှုကြီးကိုလည်းငါတို့တန်ဒီမမှန်တဲ့အတွက်စကြရမိဘုံညာအပေါ်တက်ကြရအဲ့ဒါတောင်းနေကြီးဖြစ်ပြီးတော့ခဏလေးမိဘုံပြန်တဲ့ပါဆိုင်လေလို့ဒီလို ွဲပြီးအပေါ်တော်မှမတက်ဖ ೇನೆ မီးလောက်ပြီးပြုတ်ကြတဲ့အနေထားမျိုးဖြစ်နေတဲ့အတွက်သူကအမှန်တရားကိုအင်မတန်နားခါကြတယ်။အဲကြောင့်ဒီဖာရားကိုလည်းဝိုင်းဆန့်နေကြတယ်။ဒီနှစ်ကောင်မဲ့အခုဖြစ်မှာရုပ်ရှင်တွေယုံတင်တဲ့အခါမှလည်းပဲကမ္ဘာတော်နဲ့ပတ်သက်ပြီးတော့အကျိုးပြုလုပ်ခဲ့တဲ့လူတွေကိုလိုက်ပြီးတော့ဆန့်ကျင်တဲ့သူတို့တွေကိုဘွိုက်ကော့လုပ်တယ်ဆိုတာညာလဲစောင့်ကြည့်လိုက်ပါတကယ်ယုံတင်တဲ့ခါကျဒီယုံနေပါလဲအိုးကြက်ကြက်နဲ့အခုမြမဘလာဇာကြီးမှာလူပြည့်စုံပြန်ပြည့်နေဦးမှာပဲဆိုတော့သူတို့ကစိတ်မကောင်းဖြစ်လို့ပြောလိုက်ပါတယ် သူကပဲမှနေတာလေခေါင်းပဲကြည့်တယ်နော်နရွက်လည်းမပါဦးနှုတ်လည်းမပါ one way နဲ့ပဲမင်းကစကားပြောနေတာနင်းကပညာရှိလို့လူပါလို့လူနဲ့မင်းအတွေ့အခေါ်မှာလဲဝက်ချီပဲရှိတယ်တိလာခွေးချီမဟုတ်ဘူးနော်ဝက်ချီပဲရှိတယ်နရွက်မပါတဲ့ဝက်ဆိုတော့လေဖြစ်ပါပါမျက်နှာကလည်းလူရောမပေါက်တကယ်ဝက်အစစ်စစ်သူ့အဖေမဟုတ်ရင်အမေကဝက်ဖြစ်မယ်မဟုတ်ရင်သူ့အဖွာကတော့ဝက်ဖြစ်မယ်ဒါကတော့ကျင်းတည်တယ်ဝက်နဲ့ခွေးအတူတူနေပြီးမှထွက်တဲ့ကောင်ဖြစ်မှာအဲ့ကောင် အကောင်ပေးမှနေတာလေတခါလို့တော့ကွာကန်ချင်းတိလာပါရိုက်တာမဟုတ်ဘူးထူးချင်းတာလည်းမဟုတ်ဘူးကန်ချင်းတာဒီလူမျိုးလူတွေလည်းလူဖြစ်တာထက်ဝတ်မဟုတ်ရင်ခွေးဖြစ်ရင်ပူကောင်းတယ်ဝတ်နဲ့ခွေးတာဖြစ်လို့ဆိုအသားလည်းမစားဘူးစကားများတော့ပြီးဟုတ်ကဲ့ပါသူငယ်ချင်းတော်ဒီနေ့ညနေပိုင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲချင်းများချစ်ချင်ပါတယ်ကျမကြီးကိုစိတ်ကြပါ I love you all God bless you all thank you for your time